တတိမဲ့တရားနနခင်းတိုင်းနနခင်းတိုင်းမှာကြွေးကြခြင်းဆိုတဲ့ဘေးရှိတယ်တဲ့ဒါရေဘူးရသဘောလေးကိုပြောတာပါကျန်တဲ့အချိန်တွေလည်းပဲကြွေးတာပါပဲဒါကြောင့်မနေ့လင်းလို့ကြီးလိုက်ရင်အောက်မှာကြွေးကြနေတယ်တွေ့ရတတိမဲ့လေးတွေကသာအတိစိတ်ရှိလို့တယောက်နဲ့တယောက်တစ်လုံးနဲ့တစ်လုံးစကားပြောတဲ့မယ်ဆိုရင်မနေ့လင်းတာနဲ့ဟာဟိုကောင်ကြွေးမလားငါကြွေးမလားထိတ်လန့်နေရမယ်စိုးရိမ်နေရတတိမဲ့တရားနနခင်းတိုင်းနနခင်းတိုင်းမှာကြွေးကြခြင်းဆိုတဲ့ဘေးရှိတယ်အဲ့ဒါလိုပဲတဲ့မွေးပွားလာတဲ့ဖြစ်ပေါ်လာတဲ့တတ္တဝါမှန်တယ်များ သေခြင်းဆိုတဲ့ဘေးဟာအချိန်မရွေးရှိတယ်တဲ့ဟောသူကြတော့အချိန်ကန့်သက်ချက်မပါဘူးတတိမဲ့တွေရဲ့ကြေကြနိုင်တဲ့ဘေးကြတော့ပါတော်တဲ့နနခင်းအခါလို့ဘုရားကအဲ့လိုအချိန်လေးကန့်ပြီးတော့ဟောတယ်တတ္တဝါတွေရဲ့ပျက်စီးနိုင်တဲ့သေဆုံးနိုင်တဲ့ဘေးကိုကြတော့ဘယ်လိုပြောတော့နေဆံနော် နေဆံမရဏတော်ဘေးယနေဆဆိုအမြဲတမ်းအမြဲတမ်းဆိုတာအချိန်မွေးလို့ပြောတာဒီခန္ဓာကိုမပျက်စီးနိုင်တဲ့အနေအထားမရှိဘူးနော်မပျက်စီးနိုင်တဲ့အချိန်ဆိုတာမရှိဘူး